လင်မယားနှုတ်ပိုင်ပစ္စည်းကို တူတီးကပေးကမ်းခြင်းသည်တရားဝင်မှသလားအလုံးမဲမင်္ဂလာပါကျွန်တော်ကတော့ LFP ကုမြန်မာလောဖန်းကတရားလွတ်တော်ရှိနေဦးအောင်စီဖြစ်ပါမယ်ကျွန်တော်တို့လောဖန်းအနေနဲ့အများပြည်သူတို့သိထားတဲ့နဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုမျှဝေပေးရရှိပါတယ်လင်မယားနှုတ်ပိုင်ပစ္စည်းကိုတူတီးကပေးကမ်းခြင်းသည်တရားဝင်မှသလားဆိုတဲ့ဥပဒေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအမှုတစ်ခုကိုကိုးကားပြီးမျှဝေပေးသွားမှာဖြစ်ပါတယ် အစိုးရအမှုကတော့1995မှတ်တဆ1.6အမှုမှာပါတယ်မောင်ဖေနဲ့ဥမမောင်ခအမှုဖြစ်ပါတယ်အဲ့ဒီအမှုမှာဆိုရင်တရားရုံးကဘလို့ဆုံးဖြတ်ထားတယ်လဲဆိုရင်တော့မြန်မာဗုဒ္ဓဘာသာဝင်လင်မယားနှစ်ဦးပိုင်ဆိုင်တဲ့လက်ထက်ပွားပစ္စည်းကိုလင်ကဖြစ်စီမြားကဖြစ်စီပေးကမ်းတဲ့အခါမှာကျန်တဲ့ဦးရဲ့သဘောတူညီချက်မပါဘူးဆိုရင်ပေးကမ်းတဲ့သူရဲ့အစုအတွက်ကိုသာအတီးဖြစ်ပြီးတော့ကျန်တဲ့သူရဲ့အစုအပေါ်အတီးမဖြစ်ကြောင်းဖြင့်ဆုံးဖြတ်ထားပါတယ်။ဒါကြောင့် ကျွန်တော်ရဲ့မျှဝေမှုကိုအနည်းချုပ်ရမယ်ဆိုရင်တော့လင်းများနှစ်ဦးပိုင်ပစ္စည်းကိုလင်းကဖြစ်စေမြားကဖြစ်စေပေးကမ်းတဲ့အခါမှာကျန်တဲ့သူရဲ့သဘောတူညီချက်ပါတယ်ဆိုရင်တော့ပေးကမ်းခြင်းကပစ္စည်းတရလုံးပေါ်မှာအတည်ဖြစ်မှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျန်တဲ့သူရဲ့သဘောတူညီချက်မပါဘူးဆိုရင်တော့ပေးကမ်းတဲ့သူရဲ့အစုအပေါ်မှာသာအတည်ဖြစ်မှာဖြစ်ပြီးတော့ကျန်တဲ့သူရဲ့အစုအပေါ်ကိုတော့အတည်ဖြစ်မှာမဟုတ်ပါဘူးဆိုတာကိုမျှဝေလိုက်ပါတယ် နောက်တစ်ပိုင်းမှာလည်းဥရီဘူးတုဒရရှိစေမယ့်အကြောင်းအရာတွေကိုဆက်လက်မျှဝေပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်